ရန်ကုန်မြို့နယ်ရှိအောင်ဆန်းအားကစားကွင်းကိုအကြီးစားပြင်ဆင်မှာဖြစ်ပြီးပရိသတ်2000ခွဲစမ်းတဲ့ကွင်းဖြစ်အဆင့်မြင့်ပြန်လည်တည်ဆောက်မှာဖြစ်ကြောင်းသိရပါဗျ။အဆိုပါအောင်ဆန်းအားကစားကွင်းအားပရိသတ်2000ခွဲဝင်ရောက်ကြည့်ရှုနိုင်သည့်ကွင်းအဖြစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက်အောင်ဆန်းအားကစားကွင်းအဆင့်မြင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းသိရပါဗျ။ အဆိုပါကော်မတီတွင်ဥက္ကဋ္ဌပြည့်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးကတာဝန်ယူမှဖြစ်ပြီးဒုတိယဥက္ကဋ္ဌပြည့်စောလူရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးကတာဝန်ယူမှဖြစ်ကာအတွင်းရေးမှုဖြစ်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝင်ကြီးကတာဝန်ယူမှဖြစ်ကြောင်းသိရပါရယ်2022ခုနှစ်ကအစိုးရအာကစားကွင်းကိုနိုင်ငံတော်ယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တွားရောက်ကြည့်ရှုခဲ့ပြီးအိုလံပစ်အာကစားပြိုင်ပွဲများလက်ခံကျင်းပနိုင်သည့်အထိအစင်းမြင့်တင်တည်ဆောက်ရန်လမ်းညွှန်ခဲ့ကြောင်းသိရပါရယ် အောင်စံအာကစားကွင်းဟာဗတ်ဆောင်အာကစားကွင်းတစ်ခုဖြစ်ကရန်ကုန်မြို့မြို့လယ်ဧရိယာမှာတည်ရှိပါတယ်။ရခင်ကအဆိုပါအာကစားကွင်းကို BAA ဟုလူသိများပဲ လွတ်လပ်ရေးရပြီးနောက်ပိုင်း1953ခုနှစ်အောက်တိုဘာ18ရက်မှာပိုချောအောင်ဆန်းကိုဂုဏ်ပြုသောအဖြစ်အောင်ဆန်းအားကစားကွင်းဟုအမည်ပြောင်းလဲခဲ့ပါတယ်။အဆိုပါအားကစားကွင်းကို1908ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး1910ပြည့်နှစ်မှာပြီးစီးခဲ့က1935ခုနှစ်မှာမီတာ400ပြည်လမ်းကိုဖောက်လုပ်ခဲ့ပါတယ်။အဆိုပါအားကစားကွင်းမှာ1962ခုနှစ်နဲ့1969ခုနှစ်အရှိတောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပါတယ်။